ော့ကျွန်တော်တို့ကျွန်တော်ရဲ့ senior ပါနော်ညီကိုလိုလည်းခင်တယ်နော်ကိုမြင့်မချင်းချင်းလည်းဖြစ်တယ်နော်အဲဟိုပထမကြီးမှလည်းထိုးရတော့စိတ်လည်းမကောင်းဘူးနော်အများကြီးလည်းဝမ်းမသာပါဘူးအဲနံပါတ်၄ဆက်လာကျွန်တော်အကောင်းဆုံးကြိုးစားနေပါတယ်နော်ကျွန်တော်အဲလေလည်းမတိုက်ပါဘူးပါမကျွန်တော်ညီကိုတွေမြန်မာချင်းချင်းသွားရပွဲပုံတော့စိတ်မကောင်းဖြစ်ရပါဘူး ။ debut ကတော့အောက်မြင်လို့ပြောတာ champion ဖြစ်လာတဲ့အချိန်မှပဲဆိုတော့နော်။ CG တွေ့လာကျွန်တော်အကူထော်တော်မင်းတို့ဆရာဦးမောင်တို့ဆရာဦးအေးချိုတို့ပြတတ်တိုင်းကျွန်တော်အကောင်းဆုံးကြိုးစားတော့ အလုံးမဲ့မင်္ဂလာပါခင်ဗျာအခုလိုကျွန်တော်အားပေးတဲ့ရုတ်တန်လာရအားပေးတဲ့ line ဘောအားပေးတဲ့ယုံလီလာအားပေးတဲ့ player အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်အဲသူကကျွန်တော်အတွက်ကျွန်တော်ရဲ့ senior ပါနော်ညီကိုလိုလဲခင်တယ်နောက်ကိုမြင့်မာချက်ချင်းလည်းဖြစ်တယ်နော်အဲဟိုပထမကြီးမှလဲထိုးရတော့စိတ်လည်းမကောင်းဘူးနော်အများကြီးလဲဝမ်းမတပါဘူးဟုတ် လေလေတို့ပါပါကျွန်တော်တက်လာတယ်ဟုတ်ပါဘူးဗျာအဲကျွန်တော်ကျွန်တော်ကိုကျွန်တော်မင်းနဲ့အဲဒီမှာ CN camp မှာကျွန်တော်ဆရာမောင်နော်သူကဆရာဝေးချို့တို့ကကျွန်တော်ကိုညကိုရီအားလုံးတမစီကင်းမာလာနေတဲ့တူတူလေးကျင်းနေဆိုတော့နီစနစ်ပိုင်းနေနဲ့အကုန်လေးကျင်းရဆိုတော့အဲအဲ့ဒါကြောင့်လို့ထင်တယ်နော်ကျွန်တော်ပါပါတက်လာတယ်ဒီရင်းပွဲနေပိုပြောရှင်ပါလာတယ်ပေါ့နော်ဟုတ်အဲအဲ့လိုပဲပြောအောင်ကျွန်တော်ကဒီဒီပတ်တော့ပဲပြောညမစီကင်းရှိနေတော့နော်ဟုတ်တင်ပေါ်ကကိုယ့်ရဲ့အောင်လို့တော့ပြောရအောင်ဟုတ်ဟုတ် ဆယ်ယူကတော့အောက်မြင်လို့ပြောတာချန်ပီယံဖြစ်လာတဲ့နိုင်ပြီမှာပဲဆိုတော့နော်။နိုင်ဝဲတယ်ဆက်နေတယ်နော်အဲ့ဒီပေါ်လည်းပြောပြပါအဲနိုင်ဝဲတယ်ဆက်နေကျွန်တော်အကောင်းဆုံးကြိုးစားနေပါတယ်နော်။ကျွန်တော်အဲလေလည်းမတိုက်ရအောင်ပါဘာမှမဖြစ်ဘူး။ကျွန်တော်ညီကိုတွေမြန်မာချင်းချင်းသွားရပွဲပုံတော့စိတ်မကောင်းဖြစ်ရပါဘူး။စီကိန်းတော့ဘယ်လောက်ဒီဒီလိုရှိနေစီရင်တော့ကျွန်တော်ခုကျွန်တော်ယုံကြည်မှုရှိတော့ဒီကစားမတရားတော့သူကိုနိုင်ပွဲရလေကိုကိုကိုယုံကြည်မှုရှိတယ်နော်စီကိန်းတော့လည်းကျွန်တော် အကိုတော်တော်များများလို့ဆရာဦးမောင်လို့ဆရာဦးအေးချိုတို့ပြတတ်တာကျွန်တော်အကောင်းဆုံးကြိုးစားတော့ဒီဘက်ကနေတာစီကိအကျိုးနောက်ဆုံးထိုးရဟုတ်ဟုတ်ကျွန်တော်ရဲ့စီကိနောက်ဆုံးကျွန်တော်စီကိသားသမားတွေကအဲထိုးခွင့်မပေးဘူးလို့ပြောတော့နော်နောက်တော့ AC ဘယ်လိုပြန်ပြောမှန်းတော့မသိဘူးနော်အားပေးတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်နော်ကျွန်တော်အများကြီးကြိုးစားရမယ်လူအကျက်များစွာနဲ့နော်ဟုတ်ကဲ့ကျေးဇူးပါ